မင်္ဂလာပါ Listener Heaven Audiobook Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမှာတော့1969ခုနှစ်အောက်တိုဘာလတုန်းငွေတိုင်းမဂ္ဂဇင်းမှာဆရာမောင်တင်ရေးသားခဲ့တဲ့အဖိုးကြီး3ယောက်ဆိုတဲ့ဝတ္ထုတူကိုဖတ်ပြမှာပဲဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူတူဒီအဖိုးကြီး3ယောက်ဆိုတဲ့ဝတ္ထုတူလေးကိုခန်းစားနားဆင်ကြည်ကြရအောင်ပါလားခင်ဗျာ အဖိုးကြီး3ယောက်မောင်တင် တခုသောမနက်ခင်းဝယ်ထီတဲ့တင်မောစိန်နိုင်အဘိုးကြီးတုံးရောက်သည်ထော့နဲ့ထော့နဲ့နှင်လမ်းလျှောက်နေကြသည်ထိုနေ့ကစာအုပ်ပေါက်မှုဓာတ်သစ္စာနေမင်းသည် မြို့နေများအကြားဝယ်ပြူတစ်ပြူတင်းနှင့်ဒီကဘာလောကရက်ကြီးကို လိုက်လံရှားပွေကြည့်ရှုနေရသူသည်ယင်းသို့ရှားပွေကြည့်ရှုနေသည့်ဆိုသည်မှာဟုတ်မှန်နိုင်ရသည်မြည်၍မြည်မြဝေးလံပါသည်ဟုချစ်တွက်၍မရနိုင်သော အနန္တဆက်ကြဝလာတဏီယာမှနေမင်းကြီးမဆိုထားပြီး ကဘာမီပြင်ပေါ်ဝဲဝါထီတဲ့လမ်းမကြီးပေါ်ဝဲကိုလက်လှူရှာသွားလာနေကြသူအချင်းချင်းပဲလေတအူးနဲ့တအူးဂိုင်ပေါင်း100 200မြတ်အကွာတွင်မိသူမိဝါမှန်းမသိနိုင်ထီတဲ့စိတ်ကဲ၌စန်တင်နေသောတင်မောကြီးကိုကြည်လင်ပင်ခေါင်းနိုင်အပါအဝင်ဥပိုင်းကိုကောင်းစွာမြင်ရမည်ဖြစ်တော်လေသူတင်မောဤပေပိုင်းမှာအခိုးအငွေများတဲ့တွင်ပျောက်ကွယ်လျက်ရှိရာဘေလကူးတင်မောကြီးမှာ မြူပုံများအကြောင်းဝယ်တပိုင်းပြည့်ကြီးဖြစ်နေလေသည်အီဒီကိုမြင်ပြီးသောအဖိုးကြီး၃ယောက်နဲ့တယောက်ကသူဒီမျက်မှန်ထူးထူးကိုနှာတန်ပေါ်၌ဟိုးဟိုးဒီဒီရွှေ့ရွှေ့တောင်မြောင်လေးပါးကိုကြည်ရင်ဒီတပိုင်းပြည့်သင်္ဘောကြီးနဲ့ပင်လယ်ကိုဘလို့ဖြတ်ကူးနိုင်မှာလဲဟုသူ့ဘာသာသူတကိုယ်ရဲညီးလေသည်သို့တော်၃ယောက်အတူတူလာကြသည်ဖြစ်၍သူတကိုယ်ရဲညီးသည်ကိုဂျန်နှစ်ယောက်ကမကြားဘဲမနေနိုင်၏ထို့ကြောင့်အဖိုးကြီး၃ယောက်နဲ့အလဲလူက သူ၏မျက်မှန်မတက်သောဗဂရီမျက်စိဖြင့်ထီရန်သင်္ဘောစိတ်ကိုကြည့်၍မိမိအားညာဘက်မှတွဲ၍ဖေးမကလိုင်းလျှောက်နေသောမျက်မှန်တူတူအဖိုးကြီးကိုဖောက်ဆက်ဆက်နှင့်ပြောလိုက်သည်ခမရတဲခတ်တာပဲအเจ้าအကျိုးဆိုတာဆက်ဆက်ကြည့်ရတယ်ဗျအခုလောက်မြူတွေဆိုင်နေတုန်းမှာခမရမြေသမတ်ဟာတဝက်တပြဲကြည့်ပဲဒါကြောင့်ဒီအသက်အရွယ်ရောက်တောင်မှတမာဒိဋ္ဌိကိုမပေါက်သေးဘဲကိုကိစ္စဉဏ်ကတဉဏ်ဆိုတာတွေတော့ဝေးရောပေါ့ဗျာ ထိုအခါဘေဘက်မှနေ၍အလဲလူအဖိုးကြီးကို ဖေးမကလိုက်တွဲ၍လမ်းလျှောက်နေသောအဖိုးကြီးကရင်းအမှန်မြင်ဖို့ကိစ္စကိုဒေါက်တာကိုကိုကြီးမှဖြေရှင်းနိုင်ပေမျက်စိကမှုံမြူကစိုင်းသင်းမောကိုသင်းမောတစ်ပိုင်းတိုင်မြင်ပြီးသင်းမောတစ်ခုလုံးကို မြင်တယ်လို့ဆိုကေယထာဘူရကြဖို့ဝေးစွာထိုကဲ့သို့တန်တွဲတန်ဝဲဝဲဖြင့်ဝေပန်ဒီကပြုလေသည်ထိုအခါသင်းမောတစ်ပိုင်းပြက်ကိုယ်သာမြင်မိသောသူသည်ထီတဲ့စိတ်ကံပတ်သို့ တက်မှန်၍ကြည်သည်တွင်တင်းမောတစ်ခုလုံးကိုမြင်လေ၏မာယာဆိုတာတဟာမျိုးပလာဗျာလောကသဘာဝကလှည့်စားတတ်တဲ့သဘာဝကိုဗျမြင်မြင်သမျှအရာဝတ္ထုတွေကိုကြည့်ရင်ဒါတင်းမောဒါကတန်မှန်ဒါကလှီအဲ့ဒါလိုအောင်မေ့ရပေမယ့်အမှန်မှာတော့အာလုံပြည့်ညက်ကြီးပဲဗျအညာသားလူလူမိလက်သားလူလူမျက်မှန်တူတူနဲ့ပုံကောကရင်းတို့ပြောပြန်လိသောအဖိုးကြီးနှစ်ယောက်ကတွဲခေါ်၍သာလမ်းလျှောက်နေသော မျက်စိကောင်းသူအဖိုးကြီးက အောင်မဲမင်းကိုရင်ခုမှပြည့်ညက်တွေပရမတ်တွေလုံမနေပါနဲ့အဘိဓင်္ဂါကိုခဏဖဲထားစမ်းပါခမည်းလိုလူမျိုးကခုလိုဒီကန်ဒီအသက်အရွယ်မှာအများကြီးအာဘက်ပြေရအောင်မယ်ဘက်နဲ့ဗျာသူရာဇဝတ်ဝင်တော့လှုပ်ခဲတုန်းကတော့ပရမတ်ကိုမစင်လာပဲပိုလူဖန်ဒီလူဖန်နဲ့လှုပ်ခဲတာကလားထိုကဲ့သို့မကြီးမပြုံးပဲအတီပေါက်ပြောလေသည် ထိုအခါမျက်မှန်တူတူနေပုဂ္ဂိုလ်ကအောင်မဲခမည်းကဒီဘဝအကြာမှာနာမည်ကောင်းယူမနေပါနဲ့ခမည်းယုံရောက်တဲ့တည့်ရက်ကဘယ်တော့လွတ်ဘူးလို့လဲ ကြီးပြန်နဲ့နာမည်ကျော်ခဲ့တာတွေဘယ်သွားထားအောင်မလဲသူကဲ့သို့ခြေပါလေအတန်ဝဝဲနဲ့ပြောသူအဖိုးကြီးကမူစကားစကားပြောပါများစကားတဲ့ကဇာတိပြတဲ့ဝေထိုကဲ့သို့ဆိုရင်ခြေတစ်ဖက်ဆွဲနေသောအဖိုးကြီးကတရားသူကြီးစိတ်မကုံသေးဘူးလားကိုရင်ဟုမေးလေသည်ထို့နောက်အတန်ငယ်မြလမ်းလျှောက်သွားပြီးတော့အတန်ဝဲသူကအင်းဟိုမှာကြီးစမ်းပြို့ကမ်းပြိုနေလိုက်တာ ကတ္တရာဇီလန်းတော်မှာတချမ်းရေတဲ့ရောက်သွားပါပါကောယခုနှစ်အတွင်း ဒီနေရာမှာကမ်းပြူဧရိယာအဖြစ်အ ਨੇ ကလေး၅မိုးလောက်ရှိလိမ့်မယ်ဟုဆိုလေသည်ထို့အခါတရားသူကြီးလောက်ကဲ့ဘူးဟန်ရှိသောအဖိုးကြီးကကျုပ်ကတော့ဇာတိပြတိပါတိနဲ့ခမရလဲဝန်လောက်လာတော့ဧရိယာတွက်ကြည့်ဖို့လောက်ပဲစိတ်ကူးနေတဲ့သူကဲ့သို့မှတ်ချက်ကြလေ၏သူတို့သုံးဦးစောစောစီစီအေးကဲ့သို့တယောက်ကိုတယောက်အတင်းစည်းတလုံးမြမခံပဲစကားတပြောပြောနဲ့လမ်းလျှောက်ကလေညင်းခံကြသည်သူတို့ပြောပုံကိုတောက်လျင်မျက်စိမုံသူသည်ညာသွေးဝင်တောက်လို့ဖူးသူ ခြေထော့နယ်အဖိုးကြီးက district တရားသူကြီးလုပ်ခဲ့ဘူးသူအတန်ဝဲသူကလဲဝန်လုပ်ခဲ့ဘူးသူဖြစ်ရမည်သူတို့စကားပြောလိုက်မှဖြင့်တရားဝင်ငယ်ကျုံငယ်နာကိုဖော်၍ပြောတတ်သည်သို့တော်သူတို့မျက်နှာရိပ်ကိုကြည့်လင်မှုကတယောက်ကိုတယောက်ကလော်ဆဲသည့်တိုင်အောင်အကြီးအပြုံးပြတ်မိလူစားမျိုးမဟုတ်ဤဒီကိုထောက်လင်ငယ်တငယ်ချင်းများသာဖြစ်ရပေမည်သူတို့သည်ယခုမူလအလုတ်အကိုင်းအတိုင်းလောက်ကိုင်းနေထိုင်သူများဟုတ်ဟန်မတူသူတို့၃ယောက်ပေါင်းအသက်သည် မိတိနီးနှင့်မဆို200နီးပါးရှိမည်ဖြစ်၍ယင်းပုဂ္ဂိုလ်ကြီးများမှာအငိမ့်စားယူထားကြသောအရာရှိကြီးများသာဖြစ်ရပေမည်။သူတို့သုံးဦးသားသည်ဘဝ၏စည်းစားခြင်းကိုရောက်နေလျာတရားကိုဖတ်၍နေထိုင်လျက်ရှိကြပေမည်ဟုခံမဲနိုင်ရသည်။သို့တော်တရားကိုဖတ်သည်ဆိုသည်မှာတရားကိုဖတ်၍ငြင်းကြဖို့လောတရားကိုဖတ်၍အမြိုက်ကိုရှာကြဖို့လောယုတ်တိရအပြည့်မပြောနိုင်။ယခုလမ်းလျှောက်ရင်းနှင့်စိတ်တစ်ခု90အကြောင်း အထကလအကြောင်းဝိမု ക്തി ရတအကြောင်းဆွေးနွေးပွဲမှသည်ကတ္တရာဇီလမ်းမကြီးရန်ကုန်မြစ်ထဲရောက်သွားသည့်အကြောင်းသို့စိုက်ရောက်ကြပြီဖြစ်သည်သို့တော့အငိမ့်စားလဲဝန်းဟုခံမှန်းရသောသူက ပြိုတယ်ဆိုတော့ဗိဇနာသဘောပဲထိုကဲ့သို့ ဆိုလိုက်သည်ထိုအခါဒီစထရိတ်တရားသူကြီးလောက်ခဲ့ဘူးသောအငိမ့်စားကြီးကဒီကဲပြူတာဘာဟုတ်သေးတယ်လဲကျုပ်တို့မျိုးတွေကလှဲတန်းစိတ်တို့မော်တင်စိတ်တို့ကဲပြူတာကတိထဆိုးသေးတဲ့ဗျာ ထိုကဲ့သို့လောကုတ္တရာစကားကိုဖြတ်၍လောကီစကားကိုဆက်ပြောလေသည်ခမည်းတော်ရန်ကုန်မှာကြီးတယ်ဆိုတော့ကျုပ်တို့ထပ်ပိုတိမှာပါဗျာဒါပေမဲ့လှဲတန်းမော်တင်ဆိုတာမှာကမ်းခြေကိုအခိုင်အခန့်လှုပ်ထားတယ်ကမ်းပြိုတာမတွေ့မိပါဘူးဗျာထိုကဲ့သို့အငိမ့်သာရာဇဝတ်ဝင်တော့ကစောရကတက်လေသည်ထို့နောက်သူတို့သုံးယောက်ထော့နဲ့ထော့နဲ့နဲ့တလန်းချင်းရှောက်ကြပြန်သည်ထော့နဲ့ဆိုဒီမှာအလဲလူအငိမ့်သာတရားသူကြီးအဖိုးကြီးကခြေတစ်ဖက်လင်ငန်းဆွဲနေပြီဖြစ်သည်လင်ငန်းဆွဲသူကိုမျက်စိမှုံသူ အငိမ့်စားရာဇဝတ်ဝင်တောင်းနဲ့ပဂရိတန်မာသူအငိမ့်စားလဲဝင်တောက်တို့ကတွဲခေါ်ရလျာလူကောင်းနှစ်ယောက်မှာထော့နဲ့နေနေသူ၏အလိုကိုလိုက်၍သူတို့ပါထော့နဲ့နဲ့ဖြစ်နေကြသည်သူတို့လမ်းလျှောက်ပုံမှာတလန်းချင်းလေးတွဲတွဲလျှောက်ကြသည်ခြေတလန်းလန်းလျင် စကားတခွန်ပြောသည်တကားတခွန်နှင့်တခွန်အတံမင်းကွာဝေးတော်လဲအမြင်ပြတ်သည်ဟုမရှိကြတခါတည်းရန်တအူးကပြောသည်ကိုတအူးကနားထောင်သည်ဟုမရှိ သူပြောခြင်းအားပြော ကိုပြောချင်ရာပြောနဲ့အလူအယက်ပြောကြသည်ထို့ကြောင့်သူတို့ပြောသောစကားအတိတ်ပဲများမှဘလုံးပထွေးဖြစ်သွားတတ်သည်ထိုအခါအလဲလူကတရားတံပပနဲ့တမာပတိလှုပ်၍ရှင်းလင်းဖြန်ပြပေးသည်အငိမ့်သားတရားသူကြီးသည် စကားကိုစ၍ပေးကြသည်နှင့်ရန်ကုန်အကြောင်းဆက်၍ပြောပြန်သည် သူပြောသည်များမှာတခွန်းစာနှစ်ခွန်းစာပြက်တောင်းပြက်တောင်းနေမှုတခါတည်းရန်စကားအဆက်အချိတ်ကိုပင်ရှာမရနိုင်သည်သို့တော်အားလုံးသောစကားတို့ကိုလိုက်လံနားထောင်၍ ပေထက်အခရာ တင်ကြည့်မည်ဆိုပါကအောက်ပါတို့သည်သူပြောစကားနှင့်နှီးဆက်ကြောင်းကျွန်တော်အာမခံနိုင်ပါသည်ခြေတစ်ဖက်ဆွဲနေသူအငိမ့်သာတရားသူကြီးကသူသည်လူမန်းသီးတဲ့ဆအရွယ်ကရန်ကုန်မြို့သို့ရောက်လာခဲ့သည်ဟုဆိုသည်ထိုစဉ်ကသူ၏မိဘဘိုးဘွားများသည်ကန်နာလန်နှင့်လဲရန်တိတ်ရှိပွဲစားကြီးဥဖိုးမင်းတိုက်တွင်တဲခိုကြသည်ထိုခေတ်ကတရရကြီးမှမြို့သို့တက်ရောက်လာသောသူများသည်ယခုခေတ်ကဲ့သို့ရန်ကုန်မြို့တွင်တရရအတွင်ဖျားပထိုးများစုံအောင်ဖူးပြီးလျှင် ချက်ချင်းရွာပြန်ပြီးတဲ့ကဲ့သို့မပြန်နိုင်ကြကြီးမိမိတို့နဲ့ခင်မင်းရင်းနှီးသည့်အလျောက်ယတရတပတ်နေသူကနေကြသည်တလာကိုတဲ့နေသူကလည်းနေကြသည်သူ၏မိဘဘိုးဘွားတို့သည်ကပွဲစားကြီးနှင့်ခင်မင်းရင်းနှီးယုံမြမကပွဲစားကြီးထံ၌သူ၏ဦးလေးတော်တယောက်ကိုပင်ပညာသင်နိုင်ရန်ကျောင်းတွင်အနှံထားသည်ဖြစ်၍တခေါက်တခါရန်ကုန်လာလျင်ပွဲသားကြီးဦးဖိုးမင်းတိုင်၌တလာကိုးတဲ့နေထိုင်ကြစမြဲဖြစ်သည် သူယခုအသေးစိတ်တို့ကိုအစည်းရခံဒီမှာတခြားမဟုတ်တရားသူကြီးပြပြီးသူ၏အဆိုကိုခိုင်မာစေခြင်းကအသေးစိတ်မှတ်မိသူတို့ကိုတရကားပြခြင်းဖြစ်သည်သူအဆိုမှာရန်ကုန်မြို့လှဲတန်းတင်မောစိတ်သည်ဟိုအရင်အနှစ်90လောက်ကယခုကဲ့သို့မဟုတ်ကြောင်းဟူသောအဆိုဖြစ်သည်ယခုကဲ့လှဲတန်းတင်မောစိတ်မှာမိုးမလင်းမီကပင်လင်ကြက်ပြန်မကြစီကား၍လက်တွန်းလဲစိုက်ကား၃ဘင်းကား၄ဘင်းစလုံးကားဘတ်စကားလော်လီကား truck ကစသည်တို့ကို ဥရဟောလှုပ်ရှားသွားလာနေသောသင်္ဘောစိတ်ဖြစ်သည်ထိုခေတ်ကမူကားထိုလှဲရန်စိတ်သည်သူခေတ်နှင့်သူစီကားသည်ဆိုပါတော့လေယခုခေတ်မှာကဲ့သို့ကလေးသူငယ်အရွယ်များအေးအေးဆေးဆေးလိုက်တန်းပြေးတန်းကစား၍မရနိုင်လောက်အောင်စီကားသည်မဟုတ်ချေထိုစဉ်ကတရားသူကြီးဖြစ်လာမိတငယ်လေးသည်အစိုးရပွဲစားကြီးဦးဖိုးမင်းတူမဖြစ်သူကောင်းမလေးနှင့်အတူလဲရန်သင်္ဘောစိတ်ရေဆက်အတီးဆင်း၍ခယူကလေးများကနန်းလေးများကို လိုက်ဖမ်းခဲ့ဘူးသည်ဟုဆိုသည်သင်္ဘောစိတ်သည် လင်းလေကန်းဆက်နိုင်ရှိသောမြို့ရွာများ၏ကန်းနာဇက်တို့နှင့်မချသည်ဂုံပေါ်မှရေထဲသို့စင်းကြီးလျှောဆင်းသွားသောလရာပင်ရှိသည်ထိုလရာပင်မှာအောက်ခြေခိုင်းသောလရာပင်ဖြစ်ရာရေကြကျိန်း၌ရေဇက်တီဆင်းလျင်နစ်ကြုံ၍မသွားနိုင်ဟုဆိုသည်စိတ်ကန်းကိုဆယ်ရန်အတွက်အောက်တွင်ဒီလုံးငယ်များကိုခံထားရန်တူသည်ထိုဒီလုံးငယ်အမာကံပေါ်၌တဲများပို့နေသည်ထိုတဲများပေါ်၌ရှုံအနှဲငယ်တင်နေသည် သူအားကြောင်းထားသောအရွယ်သို့ရောက်၍မိဘများကရန်ကုန်မြို့သို့ပို့သောအခါသူငယ်ငယ်ကကစားသောလရာပြင်းကြီးမှမရှိတော့ကြီးဒုနေရာတွင်ဒုတဲ့အဖြစ်ခိုင်ခံသောကြောက်ဆောင်ကြောက်တုံးများအခိုင်အမာချထားလိမ့်ပြီသူငယ်ငယ်ကတဲကိုခဲ့သော ပွဲသားကြီးဦးဖိုးမင်းတို့မိသားစု၏ဘဝအခြေအနေသည်လည်းများစွာပြောင်းလဲခဲ့သည်ရှေးက၎င်းတို့သည်ဘာဂီယထာကြီးဖြင့်5 square ဥယျာဉ်သို့ညနေတိုင်းလေညှင်းခံရသည်ယခုအခါမှမူကားလုပ်ငန်းဆောင်တာတို့ပြပြ၍ ဦးစီးအိမ်အောင်ရှင်တို့မှလည်းပုံမင်းမဆွမ်းရှိလာသည်နှင့်ဘာဂီယထာကြီးလည်းကွယ်ပြောက်သွားကြလေပြီ။ရန်ကုန်မြို့၌လည်းထိုဘာဂီယထာကြီးဖြင့်လေငင်းခံသောအလေအထကိုရှေးရိုးဆန်သည်ဟုယူဆလာကြသည်။အုပ်ဆိုင်ပစ္စည်းကျော်ဝချမ်းသာသောသူတို့သည်ထိုအချင်းကဘွက်ကားဟုခေါ်သောမော်တော်ကားကြီးများဖြင့်ဟန်ရီဝါရီပြလျက်ရှိကြသည်။သူ၏အဖို့မှ ထိုစင်းကလူပေါင်းအဖွဲ့အစည်းရင်းသို့ပြောင်းလဲလာသည်ကိုများစွာကြည့်ယူမထားမိကြ။ သို့သောရန်ကုန်ရောက်စကပျော်ပျော်ပါပါကစားခဲ့သောလဲရန်စေကန်လာရာပင်ကြီးကွယ်ပြောက်သွားပုံကိုဘူကအတော်ကလေးလွမ်းမိဟန်တူသည်ပဂရိမြေမျက်နှာ၏အသွင်အပြင်ပြောင်းလဲလာပုံကိုကြီးသောအရွယ်မှထက်၍မျက်မြင်ဒိဋ္ဌတွေ့ရသောအခါတွင် အပြောင်းလဲမြန်လာကြည့်ကလားဟု၍ပင် အောင်းမေမိသည်ဟုအငိမ့်သာတရားသူကြီးကပြောပြလေသည်အောင်းမေအခုကိုရင်ပြောတာကိုနားထောင်ပြီပါကျုပ်လဲ ျုပ်ကြုံခဲ့ရတွေကိုသတိပြုမိတယ်။ကျုပ်ဟင်းသရမှာလဲဝင်လုံတုံးကဟင်းသရကန်းကြီးကယခုအေယာဝရီမြစ်ရဲ့အလဲလောက်မှရှိတယ်။ကျုပ်ပင်စင်မီယူခင်ဟင်းသရကိုအလဲသွားတော့လာလာကျုပ်ငငယ်တုံးကတွေ့ခဲ့ရတဲ့မြစ်ကန်းမကြီးဟာဘယ်ရောက်သွားတယ်လဲမသိဘူးဗျာ။စစ်ကြီးပြီးတဲ့နောက်မြစ်ကန်းမကြီးကိုမြှောင်ပြီးဝလုံးတွေအစစ်စိုက်ကြတဲ့ကန်းဆယ်ဖို့ပါဒါပေမဲ့လို့မရပါဘူးဗျာ။ခုတက်တီကန်းပြူစေပဲ။အငိမ့်သားလဲဝင်ဆိုသူကတရားသူကြီးစီကာပကုံပြောခဲ့သည်ကိုထောက်ခံတော့အပြင် သူ၏အတွေ့အကြုံကိုပြောပြလိုက်သည်သူသည်အတန်ဝဲဝဲဖြင့်ပြောလိပြောထားရှိတော်လဲသူ၏ဇာတိချွတ်ကျွေးနှင့်ဝေးကက်သည်မှကြာပြီဖြစ်၍ညာတော်အဖြစ်သူအတန်ဝဲနေသည်ကိုနားထောင်သူတို့ကယုတ်တရမသိနိုင်တစ်ချက်တစ်ချက်ကြာမှဇာတိပေါ်သည်အငိမ့်သားရာဇဝတ်ဝင်တော်ကသူတို့နှစ်ဦးအချီအချစကရန်ရှင်နေသည်ကိုနားထောင်ရင်းနဲ့နောက်ဆုံးကြာမှသူ၏အတွေ့အကြုံကိုဖော်သည်ခမရနောက်ထပ်တန်ရွဲကိုရောက်သေးတာထိုကဲ့သို့ရာဇဝတ်ဝင်တော်ကလဲဝန်ကိုမေးသည် မရောက်မရောက်ဟုလဲဝင်က ပြန်ပြောသည်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာကျုပ်တခါတည်းရန်ကုန်မှာခေါင်းချတော့မယ်လို့ဆိုပြီးတော့အခုစမ်းကြောင်းကအိမ်ကိုဝယ်လိုက်တာပဲဒါကြောင့်မရောက်တာခုတော့ဝမာလဲပင်လဲရေချောင်းပြောင်းလို့သင်္ဘောစိတ်တွေလဲပြတ်ထားပြက်အစ်စ်ဖြစ်ထားဖြစ်အဲ့ဒါလိုကြားတဲ့သူကဲ့သို့အငိမ့်သားလေဝင်ကနောက်ထပ်ရှင်းပြလိုက်သည်အဲ့ဒါကိုကျုပ်ပြောချင်လို့ပေါ့ဗျာသူကဲ့သို့အငိမ့်သားရာဇဝတ်ဝင်တော့ကနေတန်းကြည့်ပြီးလျင်စကားကို တထောက်တထောက်ပြောရင်သုံးဦးသားလျှောက်ခဲ့ရာကြောင်မီးသွေးစိတ်ကိုလွန်လဲကြလေသည်အငိမ့်သားရာဇဝဲဝင်တော့ဤတင်ပြချက်မှာဤသို့ဖြစ်သည်တန်တွဲခရိုင်တောင်ကုန်းမြို့တွင်မြို့မှ၃မိုင်ကွာအရ၌ဝက်ကျိတ်ရွာဟုခေါ်သောသင်္ဘောစိတ်ရှိသည်ရခိုင်ကမ်းရိုးတန်းတွင်မြို့ရွာများကိုလေးကွဲရအတွင်းကြကြအရတို့၌တည်သည်ထို့ကြောင့်မြို့ကအမိပြုရမည်ဖြစ်သော မြစ်စိတ်တို့ကိုမြို့နှင့်၃၄၅မိုင်ကွာဝေးသော မြေကမ်းမှ၌သာတွေ့ရသည်ဝက်ကျိတ်စိတ်ကမ်းသည် ပင်လယ်ကမ်းခြေမှနေ၍ချောင်းထဲသို့အတန်ကြာသင်းမောခုတ်လာမှရောက်နိုင်သည်ရေဒီရများတွင်ဝက်ကျိတ်စိတ်ကန်းသွားရာချောင်းမှရေတိမ်နှသဖြင့်ရေတက်မှသာသင်းမောဝင်နိုင်သည်တို့ရာတွင် သင်းမောအဝင်အထွက်များစွာခဲရင်လှသည်မဟုတ်ချေရာသွေးဝင်တော့သည် ထိုဝက်ကျိတ်စိတ်ကန်းသို့သင်းမောဖြင့်၎င်းလောက်လှေဖြင့်၎င်းမကြာခဏရောက်ရသည်ဖြစ်ရာထိုစိတ်ကန်းအဝင်အထွက်လမ်းသေးလမ်းမွှားတို့ကိုကောင်းစွာသိသည် ဝဲကျိမ်းမှာတင်းမောပြင်းထွက်လင်တနားီနှစ်နားီကြာပါကပင်လယ်ပြင်သို့ရောက်သည်သို့တော်ထိုးပင်လယ်ပြင်တွင်တချို့နေရာ၌တောင်ထုံးနေသည်ဖြင့်ရေပြင်ကြီးကိုတွေ့ရတော့လဲထိုးရေပြင်ကြီးကိုတင်းမောကဖျက်မောင်းခြင်း၌မမောင်းနိုင်၏တောင်ပြင်ကြီးမားကိုရှောင်တိတ်၍ရေချောင်းရှိရာလမ်းအတိုင်းတွားရသည်ရေချောင်းအလို့ငါလမ်းပြထားသောဝါတိုင်ကြီးများသည် ထုံးဖွေးဖွေးတုတ်ထားသည်ဖြင့်ထင်လင်းစွာမြင်ရသည်သို့တော် ပင်လယ်ဝရောက်လျင်ဏီတိနေရာကြီးကြီးရေပင်ကြီးနှင့်သာတူသည်။တောင်ထွန်းသည်ဆိုတော်လဲထိုတောင်များသည်ရေပင်ကိုကြော၍ပေါ်နေသေးသည်မဟုတ်။ထိုတောင်များပေါ်၌ရေတင်နေသေးသည်။ထိုတောင်များပေါ်၌ရေသည်ဒူးစစ်ပေါင်းစစ်မြုပ်ယုံသာရှိသည်။အဲ့ဒါကဆင်းမဖြစ်ခင်တော့အခြေပဲ။ထိုကဲ့သို့အငိမ့်သားရာသွေးဝင်တော့ကရှင်းပြသည်။ထိုအခါအငိမ့်သားလေဝင်ကကျုပ်တော်မြဝကျုံမပင်လယ်ကမ်းရိုးတန်းမှာရှိတဲ့မြို့တွေမှာလောက်ခဲ့ဘူးတော့။ရင်းနေရာတွေမှာလည်း ဝဲကျိတ်လိုရွာတွေရှိတာတွေ့ရတဲ့ကျုပ်တွေ့ထတာကိုပြောပြမိ။ရာပုံဘိုးကလေးကြိုက်လက်ပေါ်လမြိုင်ကျွန်းလက်ပွတ်တာအဲ့ဒီမျိုးနယ်မှာရှိတဲ့ရွာတချို့ဟာဝဲကျိတ်လိုပါပဲ။သူကဲ့သို့စကားကိုဖြတ်၍ပြောလိုက်သည်။ထိုကအငိမ့်သားရာဇဝတ်ဝင်တောက်ကသူစကားမဆုံးခင်ဝင်၍ပြောရပါမည်လို့အပြစ်တင်သည်။သူခဏ၌အငိမ့်သားလဲဝင်သည်။ကြောင်မီးသွေးစိမ့်မှကြီးမြနိုင်ကန်းသားလန်းသို့ဝင်လိတ်သေးကြောက်ပုံကြီးတစ်ခုကိုတိုက်မိသည်။မျက်စိမှုန်တဲ့သူက လမ်းလျှောက်တာခလုံးမနိုင်ဘူးခမရကြောက်ပုံကြီးကိုတော့မှဝင်ပြီးတော့ဒူးနဲ့တိုက်ရလာထိုကဲ့သို့အငိမ့်သားတရားသူကြီးကဘူးလျာဖယုံဆင်းလိုက်လေသည်အိုးကျုပ်ကတိုက်မိမှာပေါ့ဗျခမရကိုလည်းတွဲရသေးတာကိုအမလီဒီလိုဆိုမတွဲပါနဲ့ဗျာကျုပ်ဟာကျုပ်သွားတတ်ပါတယ်ခမရတို့နေရောက်ကကျုပ်ကိုဘေးညှက်ပြီးခေါ်လာတော့ကျုပ်မှရုတ်တောင်းပြတ်သေးတယ်။တော်စမ်းမှာချိနဲ့ချိနဲ့ဖြစ်နေလို့တွဲခေါ်တဲ့ဥစ္စာဒီအသက်ရွယ်ရောက်မှကိုကိုကိုလူပြိုကာလာသားလို့ပတင်လိုက်ပါနဲ့မော်တော်ကားတိုက်သွားမင်း ကိုင်းပါဗျာပစီပစာရီပြောမနေပါနဲ့ကိုလူခမားတွေ့ခဲ့ရတဲ့ဝက်ကြိတ်ကိုပြောသားမအောင်အငိမ့်သားလေဝေါ်နဲ့အငိမ့်သားတရားသူကြီးတို့ထိုကဲ့သို့အချီအချာပြောနေကြတော့ကြောင်းအငိမ့်သားရာဇဝဲဝင်တော့မှစကားပြတ်သွားသည်ယခုစကားကိုပြန်ဆက်ရရှိသောအခါအသက်အရွယ်ကကြီး၍တတိကမိတ်တန်တော့ကြောင်းသူစကားဘယ်ရောက်သွားမှမသိရအငိမ့်သားလေဝင်ကသူ့ပြောလက်ဆော့စကားကိုထောက်ပေးရသည်ထိုအခါကျမှအငိမ့်သားရာဇဝဲဝင်တော့သည်ဒုတိယကမ္ဘာစေကြီးအပိ၌ စစ်တွေမျိုးတို့လေရင်ပြန်ဖြစ်သွားစဉ်တန်ရွဲခရိုင်ကိုကြော်ဖြတ်ရသည့်အခါသူ၏တွေ့ရကြုံရပုံကိုစီကာပတ်ကုံးပြောပြလေသည်လေရင်ပြန်သည်ရိုးမတောင်ကိုကြော်သည်နှင့်တပြိုင်နက်အမြင့်၌တွေ့ရတတ်သောလေဟာပြင်းများကိုတိုးမိကြ၍မြေကြီးပေါ်သို့ပြုတ်ကျတော့မြောက်မကြာခဏနှိမ်စင်းသွားသည်ဤသို့သုံးလေးကားများအသေးရောဦးရောပြုတ်ကျလို့မတဲ့ဝေဒနာခံစားပြီးသောအခါရာဇဝတ်ဝင်တော့သည်မြေပြင်သို့ငုံကြည့်လိုက်လျား တန်ရွယ်ခရိုင်ပေါ်သို့လေရင်ပြန်ကျော်ဖြတ်လာသည်ကိုတွေ့ရသည်တောင်ကုန်းမြို့နယ်သို့ရောက်သောအခါဝက်ကျိတ်ရွာကလေးတီနေရာကိုလေရင်ပြန်ပေါ်မှစီး၍ကြည့်မိသည်ဝက်ကျိတ်ရှိမိနေရာကိုမှန်းဆကြည့်ရာမှန်းဆ၍ရသည်တွေ့ရတွင်ဝက်ကျိတ်တီယာပတ်ဝန်းကျင်၌မူကားရေရခင်တွေ့နေကြမြင်နေကြပင်လေကြီးကိုရှာမတွေ့တော့ကြီးရခင်တွေ့မြင်နေကြနေရာ၌လမှုပင်ကနဇိုးပင်များပေါက်ရာမြေနူးကျုံးပေါ်များအကြားတွင်ပင်လေသည်မြေများချောင်းများအဖြစ်နှင့်အသွင်ပြောင်းနေသည် အပေါ်ကနေကြည့်လိုက်တော့မြေသစ်ကျွန်းသစ်တွေပေါ်လာတဲ့နေရာမှာမြေလက်တက်တွေချောင်းတွေစည်းစည်းနေပုံကတဲကြည့်လို့လှတာပဲဗျာ။အီယာမဆက်ကူကြီးပေါ်မှာမြေပုံကြီးတစ်ခုကိုစွဲထားတဲ့အတိုင်းကြုံမြင်ရတယ်။အငိမ့်စားရာဇဝဲဝင်တော့ကထို့သို့အားရပါရပြောသည် ထို့နောက်သူသည်စစ်တွေမှတဆင့်တန်တွဲသို့အာရကန်ဖလိုတီလာတဲဘောဖြင့်လာရကြောင်းတန်တွဲမှနေ၍တောင်ကုတ်သို့မော်တော်ဘုတ်ကလေးနှင့်တဆင့်လာရကြောင်းစသည်တို့ကိုစပ်ပြောသည် သူတောင်ကုန်းသူရောက်တော့အခါဝက်ကျိတ်သင်းမောစိမ့်၌သင်းမောကဲ့၍မရနိုင်တော့အောင်မြေချောင်းများတိမ်ငောနေပြီဖြစ်သည်သို့တော်ရခင်တောင်ကုန်းသူရောက်အောင်မော်တော်ဘုံများမဝင်နိုင်သည့်နေရာတွင်ယခုအခါမော်တော်ဘုံကြီးငယ်မဟုတို့ဝင်နိုင်ထွက်နိုင်နေသည်ကိုတအံတော်တွေ့ကြရလေသည်ယခုအခါအဖိုးကြီး၃ယောက်သည်ဘာကရကြောက်သေးသူတရွတ်ရွတ်ဆင်းလာကြပြီဖြစ်သည်သူတို့သည်ဘာကရတရာအောက်သို့ဘေးရန်ကင်းရှင်းစွာနှင့် ဝင်နိုင်အောင်မော်တော်ဘတ်အသွားအလာကိုကြည့်၍ရှောင်နေကြရသဖြင့်အချက်ပြသောမီးပွိုင်အနီး၌အတန်ငယ်များအနားယူကြသည်သူတို့အနားယူစဉ်အငိမ့်စားတရားသူကြီးကအော်ကျုပ်တို့လည်းအသက်အရွယ်ကြီးလာတော့ငငယ်ကလို့မဟုတ်တော့ဘူးငငယ်ကဆိုရင် ပြေးလာတဲ့မော်တော်ကားကိုလွတ်အောင်တဟုန်တို့ဖြတ်ကူးနိုင်တာပေါ့ဗျာအခုတော့တရွေ့ရွေ့နဲ့အစ္စသူဝေဝပရသူဝေဝဆိုတာလို့ဘဝကူးကောင်းဖို့လုံနေရတဲ့ဗျာထိုကဲ့သို့တရားတန်ပေးလေသည် အငိမ့်သားလေဝန်ကမိမိသမ ्या သင်္ခါရတွေမှုဖြစ်ကြပြိုက်ကြရအုံးမာကြီးပဲသူကဲ့သို့စကားကိုတောက်ပေးသည်သူနောက်သူတို့သုံးယောက်ဘာကရတရာအောက်သို့တုတ်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 နှင့်ဝင်ကြသည်သူတို့ဤနောက်၌ပက်စကာများဝီခေါ်အောင် ပြေးနေကြသည်သူနောက်စကားတော်ပြောပြောနှင့်ဘာကရလန်းကိုရှောက်ကြပြန်သည်ထိုအခါအငိမ့်သားရာသွေးဝင်တောက်ကအငိမ့်သားလေဝန်အားခမရမြို့ဝကျုံးပေါ်မှာတွေ့ရပုံကိုစူးစမ်းမအောင်သူကဲ့သို့ဆိုလေသည် တန်လွဲတန်ဝဲဝဲနဲ့လေဝန်ကအင်းပြောရမှာပါဟုစကားချီ၍မြဝကျုံးပေါ်မျိုးများ၏ပြောင်းလဲလာပုံကိုပြောပြလေသည်ပြောင်းလဲခြင်းဟူသည်မှာတဘာဝိတ္တကြောင့်ပြောင်းလဲသည်လည်းရှိ၏လူကပြောင်းလဲအောင်လုပ်သည်ဖြင့်ပြောင်းလဲရသည်လည်းရှိ၏အငိမ့်စားလေဝန်ကသူသည်ယခုလဲတီထားသောနေရာဒေသတို့ကိုရှေးရခင်ကရောက်ခဲ့ဘူးသည်ဟုဆိုသည်တချို့လဲခွေးများမှာသူကိုယ်တိုင်တိုင်းတား၍မြေပုံဆွဲပေးခဲ့ရသောလဲခွေးများဖြစ်သည်ထိုလဲခွေးတို့ဖြစ်ထွန်းခဲ့သောနေရာမှာ မူလကဘင်းလယ်ပြင်ထဲတွင်တောင်ထွန်းနေသောလက်မှုတော်ကနဇိုရောများဖြစ်သည်ပြိုက်တော်ထဲမှကုန်းနိုင်ကလေးများပေါ်လာကြပြီးလျှင်ထိုကုန်းနိုင်ကလေးမှအစာပြည့်၍တောခုတ်ကြသည်တာတမန်ဖို့ကြသည်နှုတ်ရခာတာရင်း၌ရှိသောတောခုတ်ပြီးသားမျိုးကိုမိရှို့ကြသည် ထို့နောက်စဘာကျဲသည်ထို့နောက်ထွန်ရက်ဆိုင်ပြို့ကြသည်အဲ့ဒါနဲ့ပဲယခုအီယာမလေခွင်းကြီးတွေဖြစ်လာတာပေါ့ဗျာထိုကဲ့သို့အငိမ့်သားလေဝင်ကပြောပြလေသည်သူအကာ ဘာဂယာနှင့်ရှမ်းလန်းတောင်းတွင်မော်တော်ကားအသွာလာရှုံနေသောကြောင့်ခိတစကားကိုဖြတ်ပြီးအနားယူကြသည်ထို့နောက်တအီအီနှင့်ဆိုင်းကြောင်းသို့လျှောက်လာခဲ့ရာအငိမ့်စားလဲဝန်သည် ဖြာပုံကြိုက်လက်သို့ရောက်သွားလေသည်ဖြာပုံကြိုက်လက်ရောက်ခြင်းမှာစကားဆက်ရောက်သွားခြင်းဖြစ်သည်ဒုံမျိုးများသည်ရှေ့အခါကပြိုင်တော်ထဲမှခေါင်းပြူ၍ထွက်နေသောဂုံနံကလေးများကိုအမိပြု၍တီသောမျိုးများဖြစ်သည်မျိုးဟုသမုတ်ရတော်လဲကျွန့်ပွက်ထူထပ်၍ AI ကြောင်းမြောင်းများဝန်းရံနေသည့်အတွက်ကျန်းမာရေးနှင့်အလွန်ဆန့်ကျင်သည့်ထို့ကြောင့်ဖြာပုံကြိုက်လက်မှအစာပြု၍မော်လမြိုင်ကျောလက်ပတ်တာအထိမြို့မြေများကိုသဲဖို့ပေးခြင်းဖြင့်သူစုခဲ့ရသည်ဖြာပုံနှင့်ကြိုက်လက်မျိုးများကိုသဲမှုပြီးသောအခါမြို့ကွက်ရိုက်ကြသည်ဤနှစ်မြို့အတွက်မြို့ကွက်ရိုက်သည်မှာအပြာရဆိုင်ဖြစ်သည်ထို့ကြောင့်ယနေ့တိုင်ဖြာပုံသားတို့သည်သူတို့မြို့ကိုမြို့ကွက်ရိုက်သည်မှာအလှဆုံးဟုဆိုကြသည်ကြိုက်လက်သားတို့ကလည်းအားကြမခံ တို့မြို့သားလျင်အလှဆုံးဟုဆိုသည်ဆိုလျင်လဲဆိုလောက်ပါ၏ကြိုက်လက်မြို့၌ရေနှောင်ရန်ကံကြီးကံငယ်များတူးထား၍ဘုံကြီးเจ้าများတိဆောက်ထားပုံမှာအေးမြချမ်းသာသော နမိတ်ကိုဆောင်၍နေသည်ကြိုက်လက်မြို့မြေခွက်ကိုရိုက်ပေးခဲ့သူကအရေးပိုင်ဖရေဇာဖြစ်သည်ဟုဆိုသည်ထိုသူကိုအစွဲပြု၍ဖရေဇာလမ်းဟုလမ်းမကြီးတလန်းကိုတတ်မှတ်ပေးခဲ့သည်ယခုမှမူလွတ်လပ်ရေးခိသဘာဝကြောင့်ယင်းဖရေဇာလမ်းကိုဥပျုံချိုလမ်းဟုခေါ်နေကြသည် ဤကိမှာ Fraser မြည်သည် လုံးဝပျောက်ကွယ်သွားပြီဖြစ်လေသည်အဖိုးကြီး၃ယောက်ဤသို့စကားတပြောပြောနှင့်ပထဝီဝင်မြေမျက်နှာအသွင်အပြင်အပြောင်းလဲခြင်းတို့ကိုဇက်ဆုံခင်လာရာစမ်းချောင်းရှိအငိမ့်သားလေဝုန်ဤအိမ်ရှိသို့ရောက်လာကြသောဟု၏တောကငိမ့်သားလေဝုန်ကကဲကျုပ်အိမ်ပေါ်ခဏတက်ပြီးတော့လပည့်ဤဂျန်ကလေးအမောပြေတောက်ကြပါဟုဖိတ်ခေါ်လေ၏တောကခြေထော့နေနေငိမ့်သားတရားသူကြီးကဖိတ်ကြားသူ၏နေအိမ်ပေါ်သို့တက်ရန်ခြေနှက်လိုက်ရာ ကျွန်တော်ဒီအုတ်ခုံကိုမနှင်းမိပဲချော်၍ကြလေ၏အငိမ့်သားရာဇဝတ်ဝင်တော်ကသူ၏ဂျိုင်းညားကိုမထား၍သာလေအတန်ငယ်သက်သာသည်သို့မဟုတ်လေကျိုးပဲ့တရားအကြောင်းရှိပေမည်အငိမ့်သားတရားသူကြီးကဖျားဖျားဟုတား၍အတန်ငယ်မောနေသည်အင်းကျုပ်တို့လည်းတနေ့တနေ့နဲ့ယိုယွင်းလာကြပြီဗျသင်္ခါရဓမ္မဆိုတာဘယ်လွန်ဆန်နိုင်မှမလဲမိနစ်မချစက္ကန့်မချပြောင်းလဲနေကြတဲ့ဥပ္ပတ္တိဘေးနေကိုဝိပဿနာထင်ကြပေမဲ့ ပုရုဇဉ်ကိုတော့ယုတ်တည်းမမြင်နိုင်ကြဘူးဗျာဤသို့ငိမ့်သားတရားသူကြီးကညီးတွားလိုက်သည်ရှိသောငိမ့်သားရာသွေးဝင်တောက်ကလည်းရုပ်ရည်ဖြစ်စဉ်ကိုတာမန်မျက်စိနဲ့ကြည့်လို့ဘယ်မြင်နိုင်ပါမလဲညာနာတံပယုတ်ကလေးနဲ့ကြည့်မှရုပ်ရည်ခန္ဓာကို ခွဲခြားမြင်နိုင်စရာအကြောင်းရှိတယ်ကျုပ်တို့ရုပ်ကိုကျုပ်တို့ပြန်ကြည့်တဲ့အခါဒီရုပ်ကြီးဟာနေ့စဉ်နဲ့အမျှပြောင်းလဲနေတာမှန်ပါတော့လေမနေ့ကရုပ်နဲ့ဒီကနေ့ရုပ် အတူတူပါပဲကလားလို့ထင်မှတ်မိကြတယ်လောကမာယာကြီးပေါ့ဗျာစင်စစ်တော့တရွရွတရဆက်ပြောင်းလဲနေတာကိုက လိုက်မကြည့်နိုင်လို့ပဲတိုကဲတို့ထောက်ခံစကားပြောကြလိုက်သည်အနိစ္စဝတ္တသင်္ခါရဆိုတာဒါတွေပေါ့ဗျာတိုကဲတို့အငိမ့်သားတရားသူကြီးကအိမ်ပေါ်လှမ်းတက်ရင် လောကီစကားမှလောကုတ္တရာစကားသို့ဦးပြောင်းသွားလိုက်သည်အငိမ့်သားလေဝံကမူကအိမ်ရှင်တို့၏ဝိတ္တရာအတိုင်းလက်ဖက်ရည်ခရလက်ဖက်ရည်ပကံတို့ကိုတဲခင်းသည် ပြီးလျင်သူ၏အဖို့အဖိုးကြီးနှစ်ယောက်ကိုနတ်ဖြန်အတွက်ချိန်သည်နတ်ဖြန်လမ်းလျှောက်ရင်ဒီကနေ့တက်စောစောထွက်ကြမယ်ပြို့အပြန်ကြရင်နေက အလွန်မင်းပူပါပြီအပြန်မှာနေဘူးမပြီးအောင်ကျုပ်ဝင်ကိုနိုင်ယူဝဲစောပြီးတော့လာခဲ့ကြဗျာမောင်တင်